ရင်နဲ့လွယ်ပြီးမမွေးခဲ့ရပေမဲ့သာသမိတွေကိုသာသနာပေါင်အတွင်ခန့်ခန့်နာနာတွတ်သွင်းပြီးယဟန်အမကြီးအဖြစ်ခံယူလိုက်တဲ့မေမေခိုင်နှင်းဝေထူးထူးခြားခြားပရိသတ်ကြီးတို့မင်္ဂလာပါရှင် ထူးထူးခြားခြားချန်နယ်ကနေကြိုဆိုလိုက်ပါတယ်မေမေခိုင်ကတော့ကံအကျိုးပေးကြောင်းသာသမိယတနာမထွန်းကားခဲ့ရပေမဲ့လည်းသူနဲ့ထိုက်လို့ရောက်လာတဲ့ခလေးအယောက်တရာကျော်ကြောင့်အမေဆိုတဲ့ခံစားချက်ကိုကောင်းကောင်းကြီးခံစားခွင့်ရနေတာလည်းဖြစ်ပါတယ် ကိုရင်ကဖခင်မြစ်တာငတ်မှုခဲ့တဲ့လူတယောက်မှုမိဘမြစ်တာငတ်နေတဲ့ကလေးတွေဒုက္ခရောက်နေတဲ့ကလေးတွေကိုသူ့အနေနဲ့ကေတင်ဆောက်ရှောက်ဖို့ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။ခိုင်နင်းဝေကတော့မိခင်စိတ်ကြီးမသူတူဆိုတာပြိသက်တို့အမြင်ပါပဲ။မိဘမိခင်ဟာဖွင့်ပြီးကလေးတွေကိုမွေးမြူခဲ့ပေမဲ့အားလုံးကိုသာသမီအရင်ချပုံစံမျိုးမြစ်တာပေးပြီးဆောက်ရှောက်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ တာသမီတွေကိုအကောင်းဆုံးဆောက်ရှောက်ခဲ့တဲ့မမီခိုင်ကအခုဆိုရင်တာသမီတွေအတွက်အချိန်တော်ကြာရင်ခဲ့ရတဲ့စိတ်ကူးကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ခဲ့ပါပြီ မမီခိုင်ကတော့တာသမီတွေကိုဝမ်းဝအောင်လဲကျွေးမွေးဆောက်ရှောက်တယ်လို့တာသမီတွေမျက်နှာမငယ်ရအောင်အကောင်းဆုံးပတ်မိုးနေသူတို့ဦးဆိုရင်လဲမမာပါဘူးနေတာစားတာအစာကြောင်းတက်တာအစုံတာသမီတွေအစင်တတ်မြင့်မြင့်နေနိုင်အောင်လှုပ်ပေးတတ်သူတို့ဦးလဲဖြစ်ပါတယ်အခုလဲသူ့ရဲ့ရင်နဲ့လွယ်ပြီးမွေးခဲ့ရတဲ့တာသမီတွေကိုအကောင်းဆုံးဖြစ်အောင်လှုပ်ပေးနိုင်ခဲ့လို့ပီတိမျက်ရည်ကျခဲ့ရပြီလဲဖြစ်ပါတယ် မမီခိုင်ကတော့သူ့ရဲ့သားတွေသမီးတွေကိုသာသနာပေါင်နဲ့တူတွင်းပြီးယဟန်အမအဖြစ်ခံယူလိုက်ပြီလည်းဖြစ်ပါတယ်။မမီခိုင်ကယဟန်အမဖြစ်ရှင်ခဲ့တာအတော်ကြာခဲ့ပါပြီ။ကလေးတွေကိုခန်းခန်းနားနားနဲ့သာသနာပေါင်နဲ့တူတွင်းပေးမယ်ဆိုတဲ့စိတ်ကူးနဲ့ငွေစုနေခဲ့တာနှစ်တော်ကြာခဲ့ပြီလည်းဖြစ်ပါတယ်။ မိမိခိုင်ကတော့အခုချိန်တော့ကြာစိတ်ကူးရင်ခဲ့ရတာတွေကိုအခုချိန်မှာတော့လက်တွေ့အကောင့်တွေဖော်နိုင်ခဲ့ပါပြီမိမိခိုင်ကမတ်လ23ရက်နေ့မှာသာသမီ24ယောက်ကိုရှင်ပြူနာတာပေးခဲ့တာလည်းဖြစ်ပါတယ်သူကသာသမီတွေရဲ့ရှင်ပြူနာတာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ကျင်းပနိုင်ခဲ့တာလည်းဖြစ်ပါတယ်မိမိခိုင်ကမနက်စောပိုင်းရွှေတဂုံစီတီတို့မှာအလှူမတယောက်အနေနဲ့သာသမီတွေနဲ့အတူရှင်လောင်းလဲခဲ့ပါတယ် မမေခိုင်ကသာသမီ24ရောက်ရဲ့ရှင်ပြုနာတာပွဲကိုနေကြီးနေမြဖြစ်တဲ့တပေါင်းလာပြည့်နေ့မှာရှင်းမပြုလုပ်ခဲ့တာပါမမေခိုင်နှင်းဝေဟာခုနှစ်သာသမီတွေကိုအမှုထားပြီးရန်ကုန်မြို့တောင်ကလာပမြို့နယ်ကကြိုက်မရောကျောင်းတိုင်မှာရှင်ပြုနာတာပွဲကိုချိန်ချိန်တည်းကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်ခိုင်နှင်းဝေရဲ့နှစ်ရှည်မခဲရတဲ့စိတ်ကူးအိမ်မက်ကလက်တွေ့အကောင့်ထဲပေါ်ရချိန်မှာတကန်တနာဖြစ်ခဲ့တာအသေးကြပါပဲနော် နမကြီးမင်းသားမင်းသမီးတွေပါလာရောက်အားဖြစ်ခဲ့တဲ့အလှူပွဲမှုလူအများရဲ့စိတ်ဝင်စားခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။မမီခိုင်ကတော့တာသမီအယောက်100ကျော်လုံးကိုတာတနာပေါင်နဲ့တူးတွင်းပေးခြင်းပင်မဲ့လေကလေးတွေကငယ်သေးတာမို့24ယောက်ကိုသာအရင်ဆုံးလှုပ်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။မမီခိုင်ကတော့အလှူပွဲကြီးကျင်းပနိုင်လို့ပီတိဖြစ်ခဲ့ရသလိုလိမ္မာတဲ့တာသမီတွေကြောင့်ပီတိမျက်ရည်ကျခဲ့ရသလိုပကြမရှိနိုင်အောင်ကိုပြုံးရမိတဲ့အထီးဖြစ်ခဲ့ရတာပါ။ ကလေးတွေကသာသနာပေါင်ကိုဝင်ရပေမဲ့ကြီးကြတာမျိုးမရှိပဲမိဘပြောစကားနားထောင်တာမို့သူ့အနေနဲ့ပြောရှင်ခဲ့ရတာလည်းဖြစ်ပါတယ်။မမေခိုင်ကတော့သာသမီအစုံကိုကြီးကျယ်ခံထားတဲ့ပွဲမျိုးကျင်းပပေးခြင်းနဲ့စိတ်ရှိပါတယ်။သူကနှစ်တိုင်းပွဲမလုပ်နိုင်ရင်တော့လေးနှစ်တစ်ချိန်လောက်လုပ်ဖို့စိတ်ကူးထားတယ်လို့ဆိုပါတယ်။သာသမီတိုင်းကို ကုသတရားတွေနဲ့ပြည့်နေအောင်သာသနာပေါင်းနဲ့တူတင်းပေးသွားမှလည်းဖြစ်ပါတယ် မမေခိုင်ကတော့တာသမီတွေနဲ့ပတ်သက်တဲ့သူ့ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲဖို့နိုင်အောင်အခုတည်းကငွေစုဖို့ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ ရင်တုန်းကရှင်အပားတွေအများကြီးကိုသာသနာပောင်နဲ့တုတ်သွင်းခဲ့ဘူးပဲမဲ့သာသမီတွေကိုရှင်ပြုနာသာပေးရတဲ့ပီစီကဘာနဲ့မှမလဲနိုင်မှအသေးကြပါပဲနော်။ဟုတ်ကဲ့ရှင်အခုလိုစိတ်ဝင်စားဖွယ်တရင်ကြောင်းရတဲ့အပြင်နောက်ထပ်လည်းအမှုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့တရင်ကြောင်းရတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်။